ရဲဘော်ကတခါလေသူစလိတ်ထုတ်တော့တဲ့အချိန်မှာသူချက်ချင်းတတိရတယ်ကျွန်တော်တို့ကတတိရတယ်မဟုတ်ဒီသုံးပန်းကိုသွားပြီးတတိရတယ်ဟုတ်အဲ့လိုဖောက်တဲ့အတွက်ကြောင့်ခုနကျွန်တော် KNN နေရာနေမှာ DGB စခန်းကိုဝင်သိမ်းတာတာဝန်ရှိတဲ့လူတွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ပြည့်ရဲ့ပြုတာမဟုတ်ဘူးအဲဒါပေမဲ့တာဝန်ကိုလှုပ်ထားရင်တော့လှုပ်ထားတယ်ဆိုတော့အကြောင်းလေးတစ်ခုခုတော့ဒါဟိုပြောရဲဆိုရဲတော့ရှိရမှာပေါ့ဗျာမင်းအွန်လိုင်းကသူစစ်သားတွေတောင်မှပဲခင်ဗျာဘွားအာမခံရဲ့မပေးနိုင်တာ မတို့ကြံတဲ့လူကိုကလေးကိုတောင်ဝအောင်မကြွေးနိုင်တဲ့အဖေကခမကတခြားကလေးကိုပါအိမ်မခေါ်ခေါ်တင်ထားသေးတယ်ခြံဝင်းနဲ့ထည့်သွင်းထားသေးတယ်ဆိုတဲ့ဟာကြတော့သူကလေးစားမယ်မုံတစ်ခုတည်းကခမတို့တပိုင်းဖဲ့ကြွေးရတယ်မဟုတ်ပြန်သူကလေးကသူကလေးတက်တက်ခမတို့ကခမတို့တက်တက်ထားထားနေရတဲ့ဘဝကိုဘလို့စိတ်နဲ့ပြူစောတိလှုပ်လဲဆိုတော့ကျွန်တော်လဲမစင်သားတတ်တော့ဘူးပေါ့ ားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်လွန်နေပြီဝါကြီးကလွန်နေပြီဝါကြီးခွဲခွာနေရအဲ့တော့ဆရာကြီးမပါဘူးလားမပါဘူးလားမေးကျွန်တော်တို့သွားတာကလည်းဒါလူရည်အကန့်တ်လည်းရှိတဲ့ခါကျခီးလည်းဝေးတဲ့ခါကျတော့ဗောနော်လူရည်အကန့်တ်နဲ့ကျွန်တော်တို့သွားရေးလာရေးဟိုအောင်ပြီးနောက်နောက်ပိုင်းမှာကျွန်တော်တို့ဆရာကြီးကိုလည်းပေါအောင်ခေါ်ပါမယ်လို့နော်ဆရာကြီးမပါဘူးလားဆရာကြီးမပါဘူးလားမေးနေကြလို့ဗောနော်အဲ့တော့ဒီနေ့ကတော့2025ကျွန်တော်နိုဝင်ဘာ 25ရက်နေပေါ့နော်25ရက်နေဒါကျွန်တော်နေ့တင်ထုံးတဲ့တိုင်းအထူးခြားသတင်းတွေပေါ့နော်အထူးခြားသတင်းတွေကျွန်တော်တိဆက်ပေးသွားမယ်ကျွန်တော်ဌာနေပြန်ရောက်ပါပြီအဲ့တော့လောက်ပါအောင်တင်လေးအဟိုစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းတွေရဲ့တင်ပြတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တပ်သားတွေကိုကျွန်တော်တို့ဒလိုင်းတက်ဖွဲ့ PDF တရားနေမှာလက်နက်ရှာခိုင်းတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်အဲ့ဒီလက်နက်ရှာခိုင်းတဲ့ဗီဒီယိုဖိုင်မှာဆိုရင်လည်းဒါပြောင်းနေမင်းတို့လက်နက်ရှာမှာလားလက်နက်မရှာမှာလားလို့ပြောနေတာမကြောက်လားပါညာနဲ့ ကျွန်တော်တို့ PDF တည်းပြောနေတဲ့အချိန်မှာသူကစစ်ကောင်စီတပ်သားလက်ပစ်ဘုံနဲ့ကျွန်တော်တို့ဒေါ်လာရင်းရဲဘော်တွေကိုပြန်ပစ်တဲ့ဗီဒီယိုဖိုင်ပေါ့နော်အဲ့လိုပြန်ပစ်တဲ့အတွက်ကြောင့်ဒေါ်လာရင်းရဲဘော်တွေကနေမှပစ်ခတ်တိုက်ခိုက်လိုက်တယ်မှာနှစ်ယောက်တည်သွားတဲ့ဗီဒီယိုဖိုင်လေးတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်လည်းဗီဒီယိုဖိုင်ကိုကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာအလုံးဝအောက်ကလည်းနေသေးဟာဒီလည်းမလျှော့ဘူးဆိုတော့កောင်မျိုးတွေပေါ့နော်အဲ့တော့သူတို့မှာကဒီလိုစိတ်ရှိအောင်လို့ကျွန်တော်တို့ဘာတွေဟောဖြစ်တာလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းဒါ စစ်ကောင်စီမှာအများအမ်းပြောပြောနေတဲ့စကားပေါ့နော်သူတို့တပ်ဖွဲ့ဝင်ကိုယ်တိုင်ကတပ်ဖွဲ့ဝင်တွေကအကောင်ကြီးကြီးတွေကစပြီးတော့မှသူကအဲ့ဒီအတိုင်းခံယူထားတာပေါ့တပ်ပါမိရင်တက်ပြင်မှာဟုတ်မင်းတို့အမိမခံနဲ့မိရင်တက်ပြင်မှာပြီးဝါရပြန်စကားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတက်ရှိစီယိုစကားပေါ့ဥက္ကဋ္ဌစကားရိုက်တဲ့အချိန်မှာလည်းမတွေ့တော့ဘူကြီးတယောက်ကဒါသူဒဏ်ရာရတဲ့အချိန်မှာသူ့ကိုခေါ်မသွားနဲ့တော့သူအဖမ်းလည်းမခံတော့ဆိုသူခါပစ္စိုးထုတ်ပြီးတော့မှဒါနှစ်ထင်းကိုကိုယ့်ဘက်ကို တိတ်ပြီးတော့ဆူဆိုက်ကိုကိုဟိုဟာအဆုံးစီရင်လိုက်တယ်ပေါ့နော်အဆုံးစီရင်လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒါချစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ဒီနေ့ပြောချင်တာကလည်းကျွန်တော်တို့တွေကတကယ်ရန်သူပေါ်ပြူးချင်းရမယ်ကျင်းဝန်း၅ပါးအတိုင်းပဲတကယ်ဆက်ဆံတာပါအဲ့ဒီနှစ်ယောက်ဆိုလို့ရှိရင်ဒါအပေါ်ကနေ drone နဲ့ကြည့်ပေးနေတာတော့ drone နဲ့ကြည့်ပြီးတော့မှဟဲ့အောင်မင်းလက်နဲ့ချတော့လက်နဲ့ချတော့ဆိုပြီးတော့မှအော်တဲ့လူကလည်းအော် drone နဲ့လည်းကြီးတဲ့လူကလည်းကြီးပေးနေတာဟုတ်ကိုဒီကောင်ကဘာလုပ်လဲဆိုတော့ပထမဒီကောင်က လက်နဲ့ချတော့မလို့လို့နဲ့တနက်ကိုအောက်ချလိုက်ပြီးတော့မှတခါပြန်ထောင်ပြီးတော့မှကြည်ထိုးမဲ့ပုံစံလှုပ်လိုက်နောက်ဆုံးကျတော့သူဘာလှုပ်လဲဆိုဒီသူ equipment မှာပါတဲ့လက်ပြပုံကိုဖြုတ်ပြီးတော့မှကျွန်တော်တို့ online တက်ဖွဲ့စီကိုပြစ်တယ်ပေါ့နော်ပြစ်တော့ကျွန်တော်တို့ကမန်နေဂျာကသူကရန်သူပေါ်ပြူးချင်းရမယ်ကျင်းဝထဲမှာသူကရန်သူကအညံ့ခံနေမိမိကခွင်းလို့သည့်စိတ်ဖြင့်ပြုတ်မှုဆက်ဆံပါဆိုတော့စကားလည်းရှိတာပေါ့နော်ဒီကလည်းကျွန်တော်တို့ online ရဲပေါ်တွေကတကယ်အဲ့ဒီအတိုင်းပဲလိုက်နာ ဆောင်းထိန်ပါရဲ့စစ်ကောင်စီတပ်ဖွဲ့ဥစ္စာကန်ဆောင်အတက်ညံဆောင်ဆိုလိုပဲမင်းတို့အတက်ကတကယ်တော့အချိန်မှာလက်နဲ့ချလိုက်ရင်ဒီနှစ်ယောက်ကဒီချိန်မှာတော်လိုင်းရဲဝိုင်နေတော့ border တွေဖြစ်နေပြီအတူတူစားလိုက်တော့ဆလိတ်ဆိုလဲဆလိတ်တလိတ်ဆိုလဲသူကအချုပ်သားလို့သာဟိုအမိခံတာပေါ့နော်တုံးပန်းလို့သာအမိခံတာတကယ်တကယ်တုံးပန်းတယောက်လို့သာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကမဆက်ဆံကြဘူးညီလိုကိုလိုပဲဆက်ဆံတော့နော်လူလူသားချင်း စာနာမှုအရာပေါ့နော်ဒါဆလိတ်ဆိုလို့ရှိရင်လည်းကိုယ်မှရှိလို့ရှိရင်သူကတခါတည်းအဲဒီမောတော်မှာဆိုလို့ရှိရင်ဒါဘိုးကြီးတယောက်နဲ့တက်ချက်တယောက်ကကျွန်တော်တို့ကားပေါ်တင်းလာတာပေါ့တင်းလာချိန်ကျွန်တော်တို့ဓာတ်ပုံလေးတင်ထားသေးတယ်သူတို့ဒါလက်ထိတ်နဲ့ဝါဖြစ်တဲ့အချိန်မှာအရေးပေါ်ကဘေးကနေပြီးတော့ကျွန်တော်တို့လုံယုံကြီးရေးပေါ်တွေပါတာ哦ရေးပေါ်ပါရေးပေါ်ကတခါတည်းသူဆလိတ်ထုတ်တောက်တဲ့အချိန်မှာသူချက်ချင်းတတိရတယ်ကျွန်တော်တို့ကတတိရတာမဟုတ်ဒီ၃မန်းကိုသွားပြီးတတိရဟုတ်ထလိတ်တောက်တောက်တက်လား ဟိုကတောက်တက်တယ်ဗျာတောက်တက်ရောဆက်လိဆိုပြီးတော့မှပေးတာရေရေသူရေစားတဲ့အချိန်မှာရေရေလို့ပြောတဲ့အချိန်မှာလည်းကျွန်တော်တို့ဟိုပေါလုပေးသားရေတော်မဟုတ်ဘူးရေတန်းမှုရေတန်းမှုရေတန်းမှုထုတ်ပြီးတော့မှရဲဘော်ကကျွန်တော်ကန်ပေးတာဗောနော်ရေတန်းမှုဆိုတာလည်းဒါဒေါ်လိုင်းအိမ်မှာတကယ်ကြည့်မယ်ဆိုလို့ရှိရင်လူကြီးပိုင်းနေလောက်ပဲတကယ်ဟိုကဖြစ်တဲ့လူတွေလောက်ပဲဒါတော့အပြစ်အဝအမြဲတမ်းရေတန်းမှုတောက်နေတာမဟုတ်ဘူးဗောနော်အမြဲတမ်းရေတန်းမှုတောက်နေတာမဟုတ်ဘူးအဲ့ဒါ ဟိုကျွန်တော်ဆိုလဲအဲ့ကျွန်တော်နေတဲ့စခန်းမှာဆိုလို့ရှိရင်လေရေကိုကြိုပြီးတော့မှကျွန်တော်တို့ဒါ20လီတာဘူးကြီးတဲကိုထည့်တာထည့်ထားပြီးတော့မှကျွန်တော်လဲအဲ့ရေပဲတောက်တာဒါပေမဲ့သုံးပန်းကိုဟွာဖြစ်တဲ့အချိန်မှာကျင်လာတဲ့စိတ်ပေါ့နော်ကျင်လာတဲ့နှလုံးကျင်လာတဲ့နှလုံးသားရှိတဲ့လူတွေကအဲ့လိုမျိုးဆက်ဆံတာအဲ့မှာဒီကောင်တွေကအတွေးမှအမြင်မှဖြစ်ပြီးတော့မှဆရာကြီးကတော်လိုက်တက်ဖို့လက်ပြပုံနဲ့ပြန်ပြတော့နောက်ဆုံးဒါမတက်နိုင်တော့တဲ့အဆုံမှာဝိုင်းပြီးတော့မှပြစ်လိုက်တော့တစ်ယောက်လုံး လဲွားတယ်ပေါ့နော်လဲွားတဲ့အချိန်မျိုးအဲ့တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောစစ်ကောင်စီနဲ့ပတ်သက်တဲ့မိသားစုတွေရောကျွန်တော်တို့ဒီကနေ့ပြောချင်တာကျွန်တော်တို့တွေကတကယ်လူသားဆန်သွားဆက်ဆန်ပါတယ်ပေါ့နော်အုံမန်းဆိုလဲအုံမန်းနဲ့အညီပေါ့နော်ထိုးတာကြိတ်တယ်ရိုက်တာနှက်တာဘလူးမှမလို့တယောက်ကခံစားချက်ရှိတဲ့ရဲဘော်ကလုတ်ဖို့ဟန်ပြင်လိုက်ရင်တောင်မှပဲဘေးကချက်ချင်းတောင်းဝင်ရှိရလို့ဟဲ့ရောမလုံနဲ့ငါတို့ကဒါမျိုးလုတ်အလုတ် လုတ်တဲ့ကောင်နေမဟုတ်ဘူးဆိုတဲ့ဟာကိုချက်ချင်းတားတာချက်ချင်းတားတာဒါကျွန်တော်တို့ဟိုမြင်ခဲ့ရတာလည်းရှိတယ်ဗောနော် အမေဘလို့ထိုင်နေတာလဲကျွန်တော်တို့ဒီဒီကောင်လေးကိုခေါင်းပေါ်လက်တင်ပြီးတော့မှကျွန်တော်ဓာတ်ပုံရိုက်တဲ့အချိန်မှာဒူးကဟိုဘာပေါ့ကျွန်တော်ဒီနိုင်လွန်ကတ်တရလမ်းပေါ်တော့ဒူးထောက်ခိုင်းထားတဲ့ခါကျတော့ကြာတော့သူကမထောက်နိုင်တော့မထောက်နိုင်တော့တကယ်ပေါ်တွေကမင်းတို့အခုကြတော့ဒူးတော်ဟိုကောင်းကောင်းမထောက်နိုင်တော့လာပြည်သူကိုနှိမ့်ဆက်တော့မှာဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ဒါ တချို့ရဲပေါ်ဆိုရင်စိတ်တူသွားတဲ့အထဲမှာပါတာပေါ့နော်ပါတဲ့ဟာသူကတာဝန်ရှိရလို့ချက်ချင်းတာလိုက်အောင်အဲ့လိုဟိုမှာဖြစ်နေသူမထောက်နိုင်ရင်ဟိုခဏဓာတ်ပုံရိုက်တုံးထောက်တာထောက်ပါစေပြီးလို့ရှိရင်အတက်တာလို့နေပါစေဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီကောင်းလေးအတွေးမအမြင်မှာအဲ့တော့ချက်ကောင်စီတက်ဖွဲ့ဝင်တွေလည်းကျွန်တော်တို့ပြောချင်တာကမင်းတို့အတွေးမအမြင်မှာမမနဲ့ဥစ္စာကံဆောင်အသက်ညံဆောင်ပဲမင်းတို့အသက်ရှင်အသက်ရှင်တန်နေလို့ရှိရင်လူ ဘဝဆိုတော့ပြန်ပြီးတော့မှကြာကြီးပြန်ပြီးဖန်တီးလို့ရတယ်ဖန်တီးပိုင်ခွင့်နေလေအများကြီးရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့ဒီလိုမျိုးလှုပ်ရက်တွေတော့မလှုပ်စေချင်ဘူးပေါ့နော်ဒါလွှဲတာမချောင်တာတွန်လိုင်းတက်ဖွဲ့ရေလှုပ်လိုက်ရတယ်လို့ပြောကျင်တာပေါ့ဟုတ်ဒါကတော့တကယ်တမ်းကသူလက်လက်ချခိုင်းမယ်ဆိုရင်သူတက်ရှမ်းတာခွင့်တော့ရမှာပေါ့နော်နောက်တစ်ခုကလည်းဒါဘုံဘူးကဟိုကင်းပြီနဲ့ကျွန်တော်တို့ဒီမြောက်ရီမျိုးနယ်ပေါ့နော်မင်းလက်ပံကျေးရွာနေရာကြားပြန်လုပ်ငန်းခွင့်တခုကိုကျွန်တော်တို့ DKPA ကနေမှလုံခြုံရေးယူထားတယ်ပေါ့နော်လုံခြုံရေးယူထားတဲ့အချိန်မှာပဲ အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဟိုဘော KNL နဲ့စစ်တပ်နဲ့ဒါတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ TKB ကဟိုတနက်ဖောက်တယ်လို့ကြားသိရတယ်ဗောနော်အဲ့လိုဖောက်တဲ့အတွက်ကြောင့်ခုနကျွန်တော် KNL အနေနဲ့မှာ TKB စခန်းကိုဝင်သိမ်းတာဒါ TKB စစ်သားအယောက်20ကိုထိမ့်သိမ်းထားပြီးတော့လက်နက်ပေါင်းရတယ်ကျွန်တော်တို့190နဲ့မှ6လက်ပေါ့နော်အဲ့ဒီလက်နက်တွေဆိုတာလေအော့တိုက်နေတာပဲကျွန်တော်တို့ M16 တွေဆိုတော့လေအများကြီးတွားတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့တော့ဟိုဘော ဒါလည်းပြောရရင်တော့ကျွန်တော်တို့ဟိုတယုတ်မာကြီးအိမ်မက်လို့ပေါ့အိမ်မက်လာဒီကေလာ အိမ်မက်လာဒီကေလာဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီဟာတော့တကယ်ကျွန်တော်တို့တော်လိုင်းကြီးတက်ဖွဲ့တွေကတကယ်ပြပြသားသားလုပ်တဲ့အနေအထားမျိုးဘာဖြစ်လို့လဲဆိုတော့ဒီဟာကဟိုပြောရမယ်ဆိုလို့ရှိရင်တို့ကဒါတယောက်နဲ့တယောက်ပြထိုးထိုးချနေကြကျွန်တော်တို့ကမြေငှားတာပါတို့ကျွန်တော်တို့စီလာရင်တော့ငရုတ်သီးပဲတွေ့မယ်တို့တောင်ရရဲငရုတ်သီးပဲတွေ့မယ်တို့ဘလို့တို့ညာလို့တို့ ြောတာဗောနော်ဒါလည်းတာဝန်ရှိတဲ့လူတွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ပြည့်ရဲ့ပြူတာမဟုတ်ဘူးအဲဒါမဲ့တာဝန်ကိုလှုပ်ထားရင်တော့လှုပ်ထားတယ်ဆိုတော့အကြောင်းလေးတစ်ခုခုတော့ဒါဟိုပြောရဲဆိုရဲတော့ရှိရမှာဗောဗျာဒါနဲ့ပတ်သက်ပြီးတော့မှကိုတစ်ခုခုလှုပ်ထားတယ်ဆိုလို့ရှိရင်အဲ့တော့ဒီကြားပြန့်ဆိုတဲ့ဟာကစိတ်ဘယ်ပြည်သူမှမလုပ်ဘူးလက်ထဲမှာလက်နဲ့ရှိရလူပဲလှုပ်တယ်ဟုတ်တယ်အဲ့တော့လက်နဲ့ရှိရလူပဲလှုပ်တယ်ပဲနောက်ပထမဆုံးကစစ်တမ်းနဲ့ဒီလိုမျိုး လောက်တာ哦လုံးရင်ကနေပလဲနာမှာတင်းတဲ့အခါကျတော့ချစ်တက်ကကူဒီတစ်ခါတော့မရတော့ဘူးအရင်တော့ဒါတခြားနိုင်ငံတီးတီးလေးတွေကအကြမ်းဖျံနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်ပါလဲညာလို့ဖြစ်ပါလဲလို့ပြောရတဲ့အချိန်မှာချစ်တက်ကအေးစေးရင်ကုန်နှုတ်ပိတ်ဒါဟိုကေကေပက်လောက်ဖမ်းပြလိုက်ဟိုဟိုနေရာလေးချင်းလေးလှုပ်ပြလိုက်မန်နေဒီကလူဟိုဘက်ပို့လိုက်တာပါပဲဒီကဒီကဒီယုံကကောင်ဟိုဘယုံတိကကောင်ယုံနှစ်သွားယုံနှစ်မှာတော့လူနေများသွားတာပေါ့နော်ဒီလိုပဲရှိတာပေါ့နော်အဲ့တော့အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့တကယ် ဝင်လာတော့မဲ့လင်းယုံကြီးဝင်လာတော့မဲ့အနေထားမျိုးလင်းယုံကလည်းတကယ်တကယ်အစာကောက်မဲ့ဟာသူကလည်းတော့ပါဇက်နဲ့ပြောပြီးတော့မှညှိညှိတဲ့နှိုင်းတဲ့ဟာနဲ့သွားပြီးတော့မှဒေါ်ဒေါ်လာလေးသွားပြီးလက်ထိုးလို့ရတဲ့အနေထားမျိုးမဟုတ်တဲ့အခါကျတော့ဘုန်းဆိုဖီအားလည်းပေးလဲပေးလိုက်ကောနောက်ဆုံးကျတော့ကျွန်တော်တို့ကဟိုစစ်တပ်နဲ့ပေါင်းတင်တဲ့လူတွေကအဲ့ဒီအချက်ကိုလုံးဝဒုံးဝတတိထားအောင်တိကိုတိရအောင်ဘာလို့ခရိုနီဆိုလဲဒီတိုင်းပဲဆရာကြီးစစ်တပ်ကဗိုလ်ချုပ်ကြီးနဲ့ ဟာချိတ်ဆက်ပြီးတော့မှအလုပ်တွေလုပ်ကြဟွာဖြစ်ကြပြီးရတဲ့ပဆိုင်ဗိုလ်ချုပ်ကြီးကိုပါစင်နေခွဲပေးပေါ့နော်ပြီးွားရင်တကယ်တကယ်ထိုးကျွေးဖို့လိုလာရင်ဗိုလ်ချုပ်ကြီးကထိုးကျွေးတာထိုးကျွေးတာအဲ့တော့စစ်တပ်ကသူ့တကူရေးရက်တီရေးတွေဟိုသူတိတ်ခါရှိပါရဲ့ဆိုတာသူတန့်ရှင်းပါရဲ့ဆိုတာကိုပြကျင်တာနဲ့သူကသူများတွေကိုလိုက်ပြီးတော့မှချက်ချင်းအယောင်ချဲပလိုက်မှာနော်ငါအဖြူတွေပါမင်းတို့ကဟိုဟွာဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးလုံးမှာအဲ့တော့စစ်တပ်က ဘလို့ဘလို့မှမကောင်းဘူးအဲလူပဲပေါင်းပေါင်းသီးပွားရေးပဲပေါင်းပေါင်းဘလို့ပေါင်းကြိုက်တယ်လို့ပေါင်းခမရတို့စီကရတဲ့အခွင့်အရေးကိုပဲစစ်တပ်ကနှိုက်ယူပါမှာစစ်တပ်ကခမရတို့အခွင့်အရေးပြန်ပေးရဆိုတာမရှိဘူးဟုတ်နော်ဟိုစားပွဲမှာပဲဖြစ်ဖြစ်တခုခုပေါ့နော်တနေရာမှာအဖိတ်ခံရပြီဆိုလို့ရှိရင်တရင်မှုနဲ့လာထိုင်တဲ့လူတို့တက်မှတ်မှုနဲ့လာထိုင်တဲ့လူတို့ဆရာကြီးအဲဆရာကြီးတို့စီမှာလည်းရှိတာဒါလေတက်ဒါဌာနချုပ်မှုတို့ဘာလို့ねတဝိုင်းနဲ့လာထိုင်တဲ့လူကအဲ့လူကဌာနချုပ်မှုကိုအကျိုးစီးပွားတွေ ေးထားလို့သာလေလာထိုင်ခွင့်ပေးတာမင်းလာထိုင်မှာဆိုပြီးတော့ဂုံပြေရှိလူကြီးတယောက်အနေနဲ့လာထိုင်မှာဆိုပြီးတော့ဖိတ်တာမဟုတ်ဘူးဆိုလိုချင်တာစစ်တပ်ကသူတို့ကိုပေးမှသူတို့ကနေရာတစ်ခုပြန်ပေးပြန်ပေးမှာပေါ့နော်ဒီတိုင်းပဲအခုကြန့်ခိုင်ရေးရလဲကြန့်ခိုင်ရေးပါတီရလဲဒီတိုင်းပဲသူတို့သာအနိုင်သူတို့နိုင်လဲနိုင်မှာပါသူတို့အနိုင်ရသွားပြီးတော့မှသူတို့တမရဖြစ်လို့ရှိရင်လည်းပဲစစ်တပ်ကိုသူကတခုခုတော့ဘက်ကပ်ပေးရမှာမပင်း ချစ်တက်ကပြန်အလားသေးဦးအလားပြန်သေးဦးမှာလက်ထိတ်လက်ထိတ်လက်ထိတ်စော်နန်နေဦးမှာအဲ့လိုမျိုးကျင်းနေရှိတာပေါ့နော်အဲ့တော့ချစ်တက်နဲ့ပတ်သက်တဲ့ဟာကတော့ကျွန်တော်တို့ဘလို့မှစီးပွားရေးရောလူမှုရေးရောဘလို့ပေါင်းပေါင်းချစ်တက်ကခမားတို့စီကစက်တီတစုံရရင်စက်တီ၅မှာပဲခမားဟိုပကန်းတချက်ရရင်ပကန်းတချက်၅သုံးမှာပဲမီးဆက်တစ်လုံးရရင်မီးဆက်တစ်လုံး၅သုံးမှာပဲဒါပေမဲ့ပြန်လာရင်တော့အဲ့မီးဆက်ကတော့အကောင်းတိုင်းတော့လာတော့မှာမဟုတ်တော့ဘူးအဲ့စက်တီကလည်းအကောင်းတိုင်းလာတော့မှာမဟုတ်တော့ဘူးအဲ့ဒီဟာလေးတော့ ဒါဟိုတိထားစေခြင်းနဲ့ပေါ့နော်အဲ့တော့ဒါဘိုတခွားစီးနဲ့ပတ်သက်ပြီးတော့မှလည်းဒါ DGB ရလည်းထုတ်ပြန်သူတို့ဖွဲ့ထုတ်ခိုင်းတာဖန်ရန်ထုတ်ထားတာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဟိုတပုတ်ဥတော့တပုတ်ဥလိန်တော့လိန်နေတယ်ပေါ့နော်အဲ့ဒီထဲမှာတော့ तू ကထင်ရှားတဲ့အဖြေတခုတော့ရှိမှာပါပေါ့နော်ဒါပေမဲ့အဲ့ဒီတပုတ်ဥကြားထဲမှာကျွန်တော်တို့ကထင်ရှားတဲ့အဖြေကဘာလဲဆိုတာတော့ကျွန်တော်တို့လည်းပြောလို့ဟိုစဉ်းစားလောက်တဲ့အထီတော့ အဖြေထွက်လောက်တဲ့အထိတော့ကျွန်တော်လည်းမစင်းသားတတ်ဘူးပေါ့နော်မစင်းသားတတ်သေးဘူးပေါ့လောလောဆယ်ကတော့အနောက်နောက်တစ်ချိန်ကျရင်တော့ဒါကဘာကြောင့်ဖြစ်လာလဲဒါဘာကျိုးဆက်ကြောင်ဆိုတဲ့ဟာလေဒါပြည်သူတနေ့တစ်ချိန်ကျရင်ညရင်တော့တိလာမှာပါဆိုတဲ့ဟာလေးပြောချင်တာပါဟုတ်ဟုတ်ဒါဘုံမှုသွားနေတဲ့အချိန်တွင်းပေါ့နော်ဘုံမှုပြန်လာတဲ့အချိန်မှာလဲဒါခက်စိတ်စိတ်ဆိုသလိုစကိုင်းတိုင်းတွင်းထဲမှာလဲဒါတရင်ကောင်းနေရှိတယ်ပေါ့နော်စကိုင်းတိုင်းအခုဆိုရင်ကျွန်တော်တို့မော်လိုက်ခရိုင်တွင်းမှာတိုင်းရဆစ်စင်ရေး ကျွန်တော်တော်လိုင်းရဲဘော်တွေကနေပဲလှုပ်တဲ့အချိန်မှာပဲစစ်ကောင်စီဘက်ကနေမှရောက်တရာကျော်ကျသွားတယ်နောက်တစ်ခုကစစ်တပ်နဲ့ပြူစောထေးရဲ့စခန်း၈ခုကိုလည်းဒါတိုက်ခိုက်သိမ်းပိုက်ရရှိတဲ့အပြေအုံမှာ ခုနကျေးရွာ၁၈ရွာကိုဒါဟိုကဖြစ်နိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကအဲ့ဒီလက်နက်ခဲရန်နေတိမ့်စီရမိတဲ့အပြင်စစ်တုံးပန်းအမြောင်များကိုလည်းဒါဟိုပါပေါ့ဖန်စီရမိတာပေါ့လေဟုတ်ဟုတ်အဲ့ထဲမှာသူကဟိုပြူစောထေးဆိုလို့ကျွန်တော်သွားပြီးတော့တရီရရတယ်ပေါ့ အခုမောတော့ကျွန်တော်တို့စကန်းသိန်းမြို့သိန်းစကန်းသိန်းပေါ့နော်မြို့သိန်းစကန်းသိန်းတိုက်ပွဲမှာကျွန်တော်တို့ပြူစောထီပြီးသူစစ်ပေါ့နော်ပြီးသူစစ်ပြူစောထီရေကျွန်တော်တို့မိမိတဲ့အခါကျတော့သူတို့မေးကြည့်တယ်ခင်ဗျာဘာကြီးရွယ်ချက်ကြောင့်ပြီးသူစစ်လုံနေတာလဲဆိုတော့လေမသိကျွန်တော်တို့ကြီးရွာကာကွယ်ဆောင်းချောက်ရေးအဖြစ်ပေါ့နော်ကြီးရွာကာကွယ်ဆောင်းချောက်ရေးဆိုလို့ရှိရင်ကျွန်တော်ကမေးမယ်ကြီးရွာကာကွယ်ဆောင်းချောက်ရေးဆိုတာ ဟိုအရင်တော့ရှိတယ်ဒီတခြားနိုင်ငံတွေမှာဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ရှိတယ်ကြေးရကာကွယ်စောင့်ရှောက်ရေးဖြစ်သူဒီကုတ်အင်းကြီးအနက်တွေနဲ့ချောလမောလို့ခေါ်လာဘယ်လိုခေါ်လဲတော့မသိဘူးအဲ့ဒီအဲ့ဒီအဖွဲ့ရှိတယ်သူကပါလဲဆိုဒီကြေးရထဲမှာရှိတဲ့လူတွေပေါ့နော်ဥမာဆေးဆေးသုံးဆွဲတဲ့လူတွေတို့အညာအချိန်မလို့တောက်စားမူမူယူပြီးတော့မှအဝိုင်းဖွဲ့အော်ဟစ်တဲ့လူမျိုးတို့အဥမာလင်မယားရံဖြစ်တာတို့ဘာတို့အိမ်တွင်းကြံဖက်မှု လုပ်နေတာတို့ဘာတို့အတန်းစူးစူးညံ့ညံ့ပေါ့နော်ပြီးလို့ရှိရင် ရောက်ကြေးရွာတွင်းကိုကျွန်တော်တို့အဲဘယ်လိုပြောမလဲဆိုတော့လူစိမ့်နေအချိန်မတော်ညအချိန်မတော်ဝင်တာထွက်တာတို့ဒီဟာမျိုးတွေကိုသူကအဓိကဟိုငွေစေဝါကင်းစင်အောင်ပြီးရင်ဥပဒေထီအောင်ပေါ့နော်ဒီမြို့ပေါ်မှာဥပဒေကြေးရွာပေါ်မှာဥပဒေထီအောင်ဆိုပြီးရမှာကြေးရွာကဝယ်ဆောင်ရှောက်ရေးဆိုတာအဲ့လိုလောက်ရမှာအခုကအဲ့လိုမဟုတ်ဘူးဒီကြေးရွာကဝယ်ဆောင်ရှောက်ရေးဖွဲ့ကိုဘာလုပ်လဲဆိုတော့သူကစခန်းပေါ်သွားတင်ထားတယ်စခန်းပေါ်သွားတင်တာတင်ထားတာလေဆရာကြီးပေးထားတဲ့တနတ်ကလည်း ကျွန်တော်တို့အခုအဲ့ဒီအထဲမှာလည်းကြည့်ကြည့်ပါဓာတ်ပုံထဲမှာကျွန်တော်ဒီဟိုဟာမော်လိုက်ဘက်ကအဲ့တိန်ငယ်စစ်စင်ရဲ့ဟိုဓာတ်ပုံနေမှာကြည့်လိုက်ဟိုစစ်တက်ကတနက်ကစစ်တက်ကတနက်တက်တက်ဟိုပြူစောတိတနက်ကပြူစောတိတနက်တက်တက်ကြည်ကြည်လိုက်မိချုံမောင်ပြက်တွေပေးထားတာဗျဟုတ်တယ်ဟောကမဲတကယ်ဟိုတော်တော်ကြီးဆိုးရွားတဲ့ဟာပေါ့နော်အဲသူတို့လည်းဘာကြီးပေးထားလဲကိုလုံးဟို short gun ပေါ့နော်အဲကိုလုံးတနက်တို့ပြီးကာဘိုင်တို့ အဲပြီးလို့ရှိရင်ကျွန်တော် point 22တို့ point 22ဆိုတာကျွန်တော်တို့ကတော်လိုင်းတက်ဖွဲ့ရဲ့ဘာလဲဂျိုးပြစ်တာလောက်ပဲဟိုသွားရင်းလိုင်းနဲ့ငှက်ပြစ်တာလောက်ဟိုဟင်းသားရှာတာလောက်ပဲအသုံးပြုတာပေါ့နော် point 22ဆိုတဲ့အရာကလေတနတ်တတာပဲရှိတဲ့ဟာတွေပေးပြီးတော့မှဟိုပိတ်ဆက်ခိုင်းတာပေါ့နော်ပိတ်ဆက်ခိုင်းတာအခုဖမ်းလဲဖမ်းပြီးရောခင်ဗျားတို့ဘာရည်ရွယ်ချက်ကြောင့်ဒီကရောကြီးရွာထဲမှာဟိုအလုံးမရှိ gain မရှိအလုံးနဲ့အ gain နဲ့ဆိုင် အိမ်မှာကိုအိမ်မှာဟိုကာဝက်ရှော့ရှိကာဝက်ရှော့ပိုင်ရှင်ပြူတော်တိလုံးဝမလို့အလုံးရှိအကင်မရှိအဲတရက်ကိုအရက်လေးနှစ်ပတ်သုံးပတ်တောက်ရမယ်သီးတာဟိုလက်ယူနီဖောင်းလေးဝေးပြီးတော့မှလက်ရလက်ရပြည်သူလူထုကိုဟိုလက်ညှိုးတို့ဒီလက်ညှိုးတို့နည်းနည်းဟောက်လို့ရမယ်ဆိုတော့အယံမီတတတာပေါ့နော်အယံမီတတတာထားထားတဲ့ဘဝကိုခင်ဗျားတို့မို့လို့ဘလို့စိတ်နဲ့ပြူစောတိလောက်တာလဲဆိုတဲ့ဟာကိုကျွန်တော်တွေးလဲမတွေးဘူးပြီးမိသားစုဘဝအမခံရဲ့ မင်းအောင်လိုင်ကသူ့စစ်သားတွေတောင်မှပဲခင်ဗျာဘဝအာမခံရဲ့မပေးနိုင်တာခင်ဗျားတို့ကြံတဲ့လူကိုကလေးကိုတောင်ဝအောင်မကြွေးနိုင်တဲ့အဖေကခင်ဗျားတခြားကလေးကိုပါအိမ်မခေါ်ခေါ်တင်ထားသေးတယ်ခြံဝင်းနဲ့ထည့်သွင်းထားသေးတယ်ဆိုတဲ့ဟာကြတော့သူကလေးစားမယ်မုံတစ်ခုတည်းကခင်ဗျားတို့တပိုင်းဖဲ့ကြွေးရတယ်မဟုတ်ပြန်ဘူးသူကလေးကသူကလေးတက်တက်ခင်ဗျားတို့ကခင်ဗျားတို့တက်တက်ထားထားနေရတဲ့ဘဝကိုဘလို့စိတ်နဲ့ပြူစောတိလှုပ်လဲဆိုတော့ကျွန်တော်လည်း မစင်နာတတ်တော့ဘူးပေါ့နော်အဲ့တော့အဖိုးကြီးကြီးလိုက်လို့ရှိရင်အဖိုးကြီးတွေတက်ကြီးပိုင်းတွေဟုတ်တယ်အလုံးကြီးအပြူတော်တိတို့လို့ငငယ်ရွယ်တိက PDF ကိုပြန်ပြီးတော့မှနေလားငါလားဖိုင်နိုင်မယ်20ပတ်လေတို့ဟို25နဲ့30ကြားတို့ပတ်လေတို့ကောင်ဟုတ်မလားလို့ကြီးတယ်ကိုဖေရွယ်တိရွယ်သူတို့ကိုကဘလို့ပြန်ဆုံးမှာမှလည်းမသိပေါ့နော်အဲ့တော့ဟိုဘလို့ပြောရမလဲဆိုတော့ဟိုနွားရှည်ထွန်ကျူးလို့ကလည်းမရအဲသူတို့ကလည်းတိနောက်ဆုံးကြတော့ဒီလက်ကလေးဟိုဖြစ်လက်ထိတ်ခတ်တာတော့မှမျက်နှာငယ်လေးနဲ့ ဘဝကိုရောက်မယ်ဆိုတာအခုဆိုလို့ရှိရင်ဒါမှောက်ပြီးတော့မှလက်ထိတ်ခတ်တာအများကြီးပေါ့နော်အများကြီးဖမ်းခံတာအဲ့တော့တော်လိုင်းတက်ပွဲတွေကထမင်းတရက်မှာထမင်းနှစ်ပကံစားရမယ်ဟာခင်ဗျားတို့တစ်ခါမျှကျူးရပြန်ရောအဲ့လိုမျိုးဖြစ်တယ်တက်ပြီးရင်လည်း ဆင်းရမပြေပြန်ဘူးပေါ့နော်နံပါတ်ချင်းမှဆိုရင်လည်းဥရှာပြီမှရင်ဥရှာပြီမှနံပါတ်ချင်းရမယ်အသက်ရွယ်အသက်တော့ grow ပါရဲ့လူတော့ဘောပဲဆိုတဲ့ဟာမျိုးလို့ကျွန်တော်တို့တက်ထဲမှာတော့ဆိုဟိုအသက်ကြီးကြီးလူတွေအဲ့လိုမျိုးမူးယူးနေလို့ရရတော့မယ်ဆိုရင်တက်တော့ grow ပါရဲ့လူတော့ဘောပဲပြဆိုပြီးတော့မှအွန်လိုင်းဆိုလုံးရမယ်အချင်းဒီမျိုးတွေဖြစ်နေအဲ့တော့ဘလို့စိတ်နဲ့မှဖြစ်ဖြစ်ပြူစောတီမလုံးကြပါနဲ့ပြူစောတီလည်းမလုံးကြပါနဲ့ပါစလည်းမလုံးကြပါနဲ့ပါစတွေဆိုကျွန်တော်တို့ဒါပြောပြရမယ်ဆိုရင်တချို့တရင်တွေကပြောလို့မကောင်းလို့ အင်မတန်တနာဖို့ကောင်းတဲ့အခြေအနေမျိုးထီကိုကျွန်တော်တို့ဒါတော့တဲ့အချိန်မှာကြုံခဲ့ရတယ်ဗောနော်ကြာကြာတိခဲ့ရတဲ့အခြေအနေမျိုးတွေကြုံခဲ့ရတယ်ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါတရင်ကောင်းပဲဗောနော် စကိုင်းတိုင်းခင်ဦးမြို့နဲ့အတွင်းထဲမှာဒါစစ်ကောင်စီအင်အား180ပါတဲ့စစ်ကြောင်းကနေမှဟိုကျေးရွာတွေကိုမိရှို့ပြီးတော့ဝင်လာဗောနော်ဝင်လာတဲ့အချိန်မှာပဲတော်လိုင်းရေးရဲဘော်တွေကကြားဖြတ်တိုက်ခိုက်လို့ဒါအယောက်80ကျော်ဘုံကတေဆုံးသွားပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးက ါကစင်ကလေးရားနဲ့ထွက်ပြေးရတယ်ဗောနော်ရှေ့မှာဆိုရင်ဒါကမ်ဘလူတို့ဘာတို့မှာဆိုရင်ဒါပုံမှုသွားနေတဲ့အချိန်တွင်းမှာဒါပိုင်ကျဲတို့ဘာတို့ဗောနော်ကမ်ဘလူမှာဆိုလဲစစ်ကြောင်းတစ်ကြောင်းလုံးဟုတ်ဒါအယောက်90ကျော်သေးတယ်15ယောက်ဒါစစ်တုံးမှာဖြစ်ဖမ်းမိတယ်ဗောအဲ့ဒီနေ့မှာပဲဒါအဲ့စစ်ကြောင်းတစ်ကြောင်းလုံးကလုံးဝပြတ်သွားပြီးတော့16ယောက်ကတခါ MI 17နဲ့ချက်ချင်းဒါကမ်ဘလူမှာအဲ့စစ်ကြောင်းကိုလာခေါ်ပြီးတော့မုံရွာကိုပို့ပေးရတဲ့ဖြစ်စဉ်မျိုးရှိခဲ့တယ်ဗောနော်အခုလဲဒါခင်းဦးမှာ စစ်ကြောင်းတစ်ခုလုံးပြတ်သွားရဲဆိုတော့သိရတာပေါ့ဟုတ်အဲ့မှာ3 3နဲ့ကျွန်တော်တို့ကဘာလဲဟိုဟာစစ်တပ်မှာစကားကြီးရှိတယ်ဗျာသူကဒီတောင်ပိုင်းတိုင်းတောင်ပိုင်းတိုင်းဘက်ဆိုရင်6000ကျဲပေါ့နော်6000ကျဲသူက6000ကျဲရကောင်းနေရဗာပြောလဲဆိုတော့နေမချောင်ကျဲပြောင်ဖို့သိရတယ်သူတို့ကဆိုနေမချောင်ကျဲပြောင်ဆိုတော့တောင်ပိုင်းတိုင်းရအဖွဲ့ကြီးကတော့အရင်တော့ဒါမှန်တယ်အရင်ခေတ်ကာလတော့ဆစ်စင်ကြီးကြမ်းတမ်းတယ်ဟုတ်ဆိုတော့တက်မှာ2တို့တက်မှာ3တို့ဒါရွှေချင်းကြောက်ကြီး ဆိုလို့ရှိရင်ဒါစစ်သားတိုင်းဟိုခေါင်းမွေးထောင်တဲ့နေရာပေါ့နော်။အဲ့မိုင်းမိုင်းလဲတော်တော်ချမ်းချမ်းကျဉ်ကျဉ်နဲ့ပြေးလွှိုင်းနေတော့မိုင်းထောင်ပြီးတော့မှဟိုစစ်ကြောင်းကိုဒုက္ခပေးနိုင်တဲ့ဒေါ်လိုင်းတက်ဖွဲ့တွေရှိတာဟုတ်ရှိတဲ့ခါကျတော့သူကအနေမချောင်းဟိုအောင်3-3กว่าတို့2-2กว่าတို့အဲ့ဒီကနှစ်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 တို့၃၃တို့ဆိုလို့ရှိရင်ဒါဟိုတက်မာတွေထဲမှာဆိုလို့ရှိရင်သူကဟိုစင်မတိုက်ပဲနဲ့ကြာကြာနေရတာဆိုရင်ကျွန်တော်တို့ တစ်တစ်တခုပဲရှိရပါတစ်တစ်ကချွေတကုန်ဘုရားလုံညုံကြီးလှုပ်လိုက်ဟိုအိမ်တော်အရင်တော့ဆေးရုံကရန်ကုန်မှာရှိတာဟိုလုံညုံကြီးလှုပ်လိုက်ပါညာအဲ့ဒီကနေမှတခါကျွန်တော်တို့အဲဆေးရုံကြီးကနေပြီးတော့ရှေ့ရောနေပြီးတော့ရှေ့ရောတက်မတတီကြီးအားရောအားလဲအားတော့ဒီကင်ကျင်ဝင်ထဲကိုထည့်ချလိုက်တာတစ်နှစ်သေးဟိုအဲ့တော့တစ်နှစ်ကိုတစ်နှစ်မှရာချီးပြီးတော့မှဟို ိုက်ပွဲကြတယ်ဆိုလို့ရှိရင်တော်တော်ဟိုဟာဖြစ်တာပေါ့တော်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 ခံရတယ်လို့ပြောအောင်အဲတိတိဆိုရင်အဲမှာတော်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 များများပြုတ်ကြတာပေါ့နော်တိတိကဖွဲ့ဆိုမျက်ရည်နဲ့မျက်ခွဲ့ဖြစ်ကုန်ကြတာဆိုလိုချင်တာကတော့ကနန်းတက်မာတွေကတော့ဟိုဖိုက်တာတွေပေါ့နော်ဒါသူတို့အဲဒေါ်လာကြီးကောင်းဆောင်ပြောထားတဲ့အဲထဲမှာလည်းပါတယ်ကျွန်တော်တို့တုံးတုံးဆိုတော့ဒါဖိုက်တာလို့ထင်တာပေါ့နော်ကျန်းကျန်းတယ်ဆိုပြီးဟင်းကြားကြားလို့ထင်တာပဲဟုတ်မလားကြားတော့ကြားပဲသွားမပါတဲ့ကြားကြီးဖြစ်နေတာပေါ့တဲ့အဲ့တော့မင်းတို့ကြားတွေသွားမရှိတော့ဘူး နော်ကိုက်ဖို့လည်းမစင်းသားနဲ့ဟိမ့်ဖို့လည်းမစင်းသားနဲ့ဟောက်ဖို့လည်းမစင်းသားနဲ့ဟိမ့်ရင်တော့မှပဲလူငယ်ကြားတန်မရတော့မင်းတို့ကြားပြုတ်တန်မရတော့အဖိုးကြီးကြားတန်ပဲရတော့မယ်အနေထားမျိုးဖြစ်နေပြီပါစား80ရရာခိုင်နှုန်းတော့ဖြစ်နေအဲ့မှဆိုတာဘုံမူအပါဝင်တော်တော်များများတည်တယ်ပေါ့နော်ခင်းဘွဲမှာဆိုလို့ရှိရင်ဒါကစင်းကစင်းကလေးပြီးရတဲ့ဟာအခု drone ဘုံဒီတလုံးတလုံးကဒီဒီလောက်လောက်ရှိတဲ့ဟိုဘုံဒီတွေဟို TBC ပိုက်နဲ့လှုပ်တဲ့ကောင်က အဲ့ဒါကြီးဘေးနာကြတာဟာဘဲဘဲကောင်းနေရဲမှာ တော့ဒီမှာပြီးအဲ့တော့ပါစာတွေကတနက်တွေထားခဲ့ပြီးထွက်ပြေးတာနဲ့ဟိုတနက်ယူပြီးတော့မှထွက်ပြေးရတယ်ကစင်းကလေးရပါတော့ဒီလိုမျိုးတွေဖြစ်နေခါကြတော့မင်းတို့ကိုကိုကိုကြားလို့မထင်တယ်ကြားတော့မှတော်တော်သွားမရှိတဲ့ကြားဆင်းကိုရောက်နေပြီလို့ပြောချင်တာပါဟုတ်အောင်ဒါနောက်တစ်ခုကတော့ဒါဘုံမူးတို့မြို့နယ်အတွင်းရပါတော့နော်ဒါပဲခူးတိုင်းစီကုံ KTV ဆိုတော့ဘုံမူး ရှင်တော့တော့တော်တော်ဆုံးခဲ့တယ် KTV လားတော့မသိဘူးဗောနိအဲ့ဒီ KTV မှာခုနတောက်စားမှုရနေတဲ့ခုနရဲနဲ့ပြူစောထီးတွေကိုကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေရနေမှာဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အချိန်မှာပဲဒါပြူစောထီးနဲ့ရဲ၅ရောက်တည်တဲ့အပြင် KTV ကခုနအမျိုးသမီး၄ယောက်ပါတက်ဆုံးရှုံးနေဆိုတော့ တတင်းလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်ကျွန်တော်ကတော့ KDB KDB ခေတ်မှာကျွန်တော်ကအဲ့ဒီနေမှာမရှိတော့ဘူးတခြား KDB မှာပဲဆိုဘူးတာအဲ့ KDB ကမဆိုဘူးအဲ့တော့ဟိုဟိုကျွန်တော်2000ကတည်းကကျွန်တော်က2010တန်းအောင်ပြီးကတည်းကထွက်ထွက်လာခဲ့တာဆိုတော့အဲ့မှာလည်းဟိုအိမ်ခွေမြိုင်ရင်ပိုင်းနဲ့နေ50ရဲ့ပေါ့နော်ဒီလောက်ပဲနေပြတာများတယ်ပေါ့ဟိုရှင်းပြနေရမဟုတ်ဘူးပေါ့နော်အဲ့ဒါဟိုဟိုအဲ့ဒီမှာကျွန်တော်တို့ ဒါစိတ်မကောင်းတွေကတခုကတော့ဒါဟိုစီးပွားရေးအဆင်မပြေလို့ပေါ့နော်အဆင်ပြေလို့ဒါ KTB မှာလောက်ကိုင်းစားတော့ရတဲ့ဘလိုပဲဖြစ်ဖြစ်ပဲအသက်မွေးပါးကြောင်တခုလို့ပြောလို့ရတာပေါ့နော်စားတော့ရတဲ့ကောင်းမလေးနှစ်ယောက်ဒါပါသွားတယ်ပေါ့နော်ဒီမှာအဲ့တော့ကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့စဉ်းစားစေချင်တယ်ပေါ့နော်စဉ်းစားစေချင်တယ်သူတို့ကလည်းမင်းတို့ရန်သူရှိတဲ့ထင်လို့ကွာ PDF ရှိတဲ့ထင်လို့ငါတို့တွေ လေနဲ့ဘုံလာကြဲတာမင်းတို့ပြည်သူရှိနာတော့မတက်နိုင်ဘူးဆိုတော့စကားမျိုးသူတို့ဘက်ကတော့ပြောသေးတာပဲเนาะဒါလူအစုလိုက်ပြောင်းလိုက်ဒါကျွန်တော်တို့ကတော့ခုက2ယောက်ပေါ့เนาะ2ယောက်ကဖြစ်တာကသူကကျန်တဲ့လူနဲ့ဆက်ရှင်ဝင်တော့ပြဿနာမရှိဘူးဒီခွေးနဲ့သွားပြီးတော့မှဆက်ရှင်ဝင်တဲ့အခါကျတော့ကျွန်တော်တို့ကပြစ်တာတော့ခွေးယူခင်းနဲ့ပြစ်တာပဲပေါ့เนาะနိုင်မဲ့အနားမှာနေတဲ့ဒီကလေးမ2ယောက်ကအဲခဲစဆင်သွားတဲ့အနေအထားမျိုးအဲ့တော့လောက်ကင်စားတောင်းမယ်ဆိုလို့ရှိရင်လည်း ဒီကောင်ဒီနဲ့กินအောင်မေးလိုက်အခန်းဝင်မယ်အဲ့တဲ့လာတဲ့အေးဆိုလို့ရှိရင်ရိုးရိုးလာခွေးလာဆိုတာခွေးခွဲကြောင်းခွဲကြောင်းပြီးတော့မှခွေးဆိုလို့ရှိရင်ဒါဟိုဟာတာအနေနဲ့ပြောရဲဆိုပေမဲ့လည်းသိမကောင်းနေရပါဘူးမဝင်သိဘူးပေါ့နော်ဝင်နေရကျွန်တော်တို့ကဒီမရှင်ကိုလုပ်ဖို့အတွက်ကျွန်တော်ကအချိန်အများကြီးယူရတယ်ဟုတ်တက်ဖွဲ့တွေကအချိန်အများကြီးယူရတယ်ပြီးရင်ဝင်လန်းထွက်လန်းတွေကြည့်ရတယ်အမြန်ဆုံးဆုတ်ခွာဖို့အတွက်ပြင်ဆင်ရတယ် ြင်သူတို့တရင်ကိုရအောင်ယူရသေးတယ်ဘယ်ဘယ်ကနေထွက်လာပြီလဲဘယ်အခန်းမှာဝင်လာလဲဘယ်နှစ်ယောက်ပါလဲကိုယ်ပြန်ပြစ်နိုင်တဲ့တနတ်တွေကဘာကြီးပါလဲဆိုတော့စုံတန်းပြီးတော့မှကျွန်တော်တို့ဝုန်းဆိုပြီးမရှင်ကိုဝင်လုံးမဲ့အချိန်နဲ့ကြားလိုက်ကြအောင်ဘတ်ဆိုဒီကလေးမနှစ်ယောက်တွေ့တဲ့အချိန်မှာဘာမှလုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့သူတို့နှစ်ယောက်ကိုငဲခွက်ပြီးတော့မှကျွန်တော်တို့ကဒီမရှင်ကြီးကိုနောက်ဆုတ်လိုက်အောင်အောင်လဲရွှေ့လိုက်အောင်လဲသူတို့ကနောက်တစ်ချိန်ဒီ KTV လာခြင်းမှလာတော့မှဟုတ်တယ်ဆိုတော့စုပ်လဲစုစားလဲယူအချိန်အချိန်နေမျိုးနဲ့တွန်လိုင်းတက်ဖွဲ့တွေကဒါ ဟိုဆုံးဖြတ်ရတာပေါ့နော်ဂျင်းနဲ့ကြက်ထဲမှာဆုံးဖြတ်ရတာအဲ့တော့ကျွန်တော်တို့တက်နိုင်ဆုံးကတော့ဒီကောင်နေနဲ့ဝေးဝေးนี่โหโหตะคอกเลยบ่เราด่าမျိုးသမီးတယောက်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုဘက်မှာဖာကန်ဘက်မှာမော်စီတာဘက်မှာဆိုလို့ရှိရင်ဒါမျိုးသမီးတယောက်ကစစ်ကားနောက်ကနေဆိုင်ကယ်နဲ့ကပ်ပြီးတော့มาไล่တော့ကျွန်တော်တို့ကတီးတာစစ်ကားကိုတီးလိုက်တော့သူ့ကိုตွားပြီးတော့มาထိတာဗောเนาะဒီလိုမျိုးပဲအဲဒါကြောင့်မို့လို့ဒီကောင်နေနဲ့တက်နိုင်တယ်မြဝေးဝေးဝေးနေအ နေမကောင်းဘူးလို့ဘာလို့အချင်းအချင်းမပြေဘူးဝင်ဖို့အချင်းမပြေဘူးလို့ဘာလို့ကိုကကိုလဲတယ်လို့ပြောပြီးတော့မှဒီကောင်လေးနဲ့ဝေးဝေးရှောင်သေးခြင်းနဲ့ပေါ့နော်ရှောင်သေးခြင်းနဲ့ဆိုတဲ့ဟာလေးပြောခြင်းတာပေါ့အဲ့တော့ဟိုဒါဘလိုပဲဖြစ်ဖြစ်ဒါမရှိလို့လှုပ်ရှားတယ်ဆိုပေမဲ့စာဝန်ကြီးတွေလှုပ်ရှားတယ်ဆိုပေမဲ့ဒီကောင်လေးနဲ့ကင်းကင်းရှင်းရှင်းလေးလှုပ်ရှားဖို့ပေါ့နော်အဲဒါတခြားညီမလေးတွေကိုပါဆရာကြီးလည်းတီးတယ်အတီးလမ်းပြီးတော့ပြောလိုက်တော့ဆရာညီမလေးတွေကိုပါဒါအကြံလေး ပေးကြပါတယ်ဆိုတော့ဟိုပြောကြရင်လည်းဒါကျွန်တော်တို့ရဲ့ဇကဝိုင်းတွေကဒီနေ့ပြောသွားခဲ့တာတော့ဒါအများကြီးပေါ့နော်တတင်းတွေကထပ်ပြီးပြောစရာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်သွားတဲ့ကျွန်တော်သွားတဲ့ရက်မှာထူကြတဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့အခုဒါလက်တလောအဲလောလောလတ်လတ်ထူကြတဲ့ဟာတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်ဇကဝိုင်းတွေကိုညီကိုချုပ်ပါရဗျအားလုံးကိုကျေးဇူးတင်ပါတယ်